ဟိုဒီ6800သားတွေဝေဖန်တဲ့ပုံမှာတော့ဘာမှပြန်ပြောစရာမရှိဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလုတ်သမားတွေဖြစ်တယ်ဗျ။သူတို့က6800ရရပြီးတော့မှဒီတော်လန်ရေးဆိုတာဂုံသိခါနဲ့လုပ်ရတာဗျ။အဲ့တော့ဂုံသိခခကြဆင်းသွားတဲ့အခါလူလူထောက်ခံမှုကြဆင်းမယ်လူလူထောက်ခံမှုကြဆင်းတဲ့အခါသူတို့ကိုတိုက်ခိုက်မှုရောကြမယ်ပေါ့အဲ့လိုမျိုးဆိုတာကသူတို့ရဲ့ program တစ်ခုဖြစ်တယ်ပေါ့အဲ့တော့သူတို့ကသူတို့ရဲ့ program အတိုင်းလာတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကတော့ ိုကြည်တာပေါ့ဒီလူအဲကိုကိုလာပြီးပြောတဲ့ဆိုဒီလူကအလုတ်သမားလားသူ့ဘူးတချို့ကနားယောင်တာလားအဲဒါပြောနားယောင်နေဆိုရင်တော့ပြန်လဲရှင်းပြခလာတယ်ဖြည့်ရှင်းတာတွေလောက်ပါတယ်မဖြစ်လို့လဲဆိုတော့ဟိုပြည်သူလူထုဖြစ်လို့တံမိုးထားတာပါအဲအလုတ်သမားတွေဆိုရင်တော့ဆဲရင်ဆဲလိုက်တယ်ဒါမှမဟုတ်ဘလော့ဘလော့လိုက်တယ်လို့ဆိုအလုတ်သမားတွေကတော့ပြန်မတုတ်ပြတ်ပါဒါပေမဲ့ခုနကပတ်သက်လို့ပေါ့ကျွန်တော်တို့ကဟိုတော်လန်ရေးမှာကျွန်တော်ဘယ်သွားလဲဘာလုပ်နေလဲဘာလုပ်နေလဲလူတိုင်းကအကုန်သိကြမှာမဟုတ်ပါဘူးရေးလည်းမကြည့်ပါဘူး အဲနောက်တစ်ခုကကျတော့ဘာလဲဆိုတော့ဘုမူရအဲ့တော့ကိုတော်လိုင်းအင်အားစုလို့ပြောတဲ့သူတွေက6800မစားရဘဲနဲ့ကိုလူပမာနေလဲဆိုတဲ့ location တွေပေါ်နေတယ်အဲ6800မရဘဲနဲ့ခုနစစ်ကောင်စီကအင်းဆိုတာကိုအပေါ်မှာကြာစင်းပဲလူလူထောက်ခံမှုကြာစင်းတာနဲ့အဲသူတို့ကိုတိုက်ခိုက်နိုင်မှုရော့ကြမယ်ဒါဟုတ်စကားစားဒီဇိုင်းမမလုပ်တာကိုစကားစားရဲ့လုပ်ငန်းတွေကို6800မရဘဲနဲ့ကိုလူတွေက intend မဖြစ်တဲ့အခါ လုံးမိတာတွေရှိတယ်ပေါ့နော်လုံးမိတာတွေရှိတယ်ပုဂ္ဂလိကဟိုမကျင်နှက်မှုပေါ့ပုဂ္ဂလိကမကျင်နှက်အောင်လဲဆက်ဆံမှုလဲတိတ်မရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့အဲ့အဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဟိုဒီ social media မှာဘန်ကောက်သွားတယ်ဘာသွားတယ်ညာသွားတယ်ဆိုတာဒါကျွန်တော်တို့အကောက်အောင်နေကျွန်တော်တို့ပါကျွန်တော်တို့အကြောင်းရင်းရှိလို့ကျွန်တော်တို့တင်တာပေါ့နော်အဲဒီဘောမှာဟိုကိုလူတွေက6800မစားရဘဲနဲ့ ဟိုဂုံသိခါညှိုးနှောင်းအောင်လုပ်တယ်ဆိုတာတော်လန်ကြီးကိုဖျက်ဆီးတာနဲ့တူတာပေါ့နော်အဖြစ်လို့လဲကျွန်တော်ထပ်ပြီးတတိယကြိမ်မြောက်ရှင်းပြရမယ်ဆိုတော်လန်ကြီးကတော်လန်ကြီးဥဆောင်သူတွေကဂုံသိခါပိုင်းဆိုင်ရာနဲ့ဥဆောင်ရတာအဲ့တော့ဂုံသိခါပိုင်းဆိုင်ရာကြာစင်းရင်လူလူထောက်ခံမှုကြာစင်းရင်လုံဆောင်နိုင်စွမ်းကြာစင်းတာပေါ့အဲ့ဒီခါကျရင်သူကတက်တာတာပေါ့ရှင်းပြောရလို့ရှိရင်ဒီတိုက်ပွဲကဟိုတိုက်ပွဲ10ပွဲ15ပွဲထပ်ပို့ပြီးထိရောက်တာပေါ့ဟောဘာဘာဦးဝင်းတင်စကားနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဟုတ်လားစုဖွဲ့မှု ဟိုပြိုလဲတဲ့အခါဟိုစိတ်သက်ပြိုလဲတဲ့အခါစုဖွဲ့မှုလည်းပြိုလဲရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကပြိုလဲလို့မရတဲ့အကြောင်းရင်း၃ခုရှိတယ်ပေါ့အဲကျမ်းမာရေးပြိုလဲလို့မရဘူးစိတ်သက်ပြိုလဲလို့မရဘူးစုဖွဲ့မှုပြိုလဲလို့မရဘူးအဲ့တော့ရန်သူကကျွန်တော်တို့စိတ်သက်ပြိုလဲအောင်လို့ဖြိုလဲတာဖြစ်တာပေါ့တော့စိတ်သက်ပြိုလဲစုဖွဲ့မှုပြိုလဲသွားနိုင်တယ်ပေါ့အဲ့တော့စုဖွဲ့မှုပြိုလဲသွားနိုင်တဲ့အခါဟိုရန်သူကကျွန်တော်တို့အလုံးစုံချိန်မုံ ရင်အမြင့်မပြတ်နိုင်အောင်ဒါပေမဲ့စိတ်သက်ပြိုလဲသွားရင်တော့အမြင့်ပြတ်နိုင်တာပေါ့အဲ့တော့ तू က तू အလုပ်ကိုဒီဇိုင်းမမလုပ်တာအဲ့တော့ကိုလူတွေကလည်း internet ကဒီ knowledge အားနည်းတဲ့အခါ internet မဖြစ်တဲ့အခါ6800လဲမရဘဲနဲ့ကိုအချင်းချင်းကိုစိတ်သက်ပြန်ဖြိုလဲပြီးစုပွဲမှုကိုပြိုလဲအောင်လုပ်လို့ဖြစ်နေတာတွေရှိတယ်ဒါကတော့ဟိုမဖြစ်သင့်ဘူးပေါ့ကျွန်တော်ဘယ်သွားလဲဆိုတာတော့ဘာမှအရှင်းပြစရာမရှိဘူးအရေးမကြီးဘူးပေါ့ နောက်တစ်ခုကကျတော့ကျွန်တော်ကဒီနောက်နောက်ပြောင်ပြောင်တဲ့ Tesla ကားပေါ့ကျွန်တော်ဝယ်လိုက်တယ်ပေါ့အဲကျွန်တော်တို့လူတွေကဘယ်လောက်ထိ in debt ဖြစ်လဲဆိုတော့ Tesla ကားကဟိုကျွန်တော်တို့လိုမျိုးပေါ့နော်ဟိုတရှိနိုင်ငံရေးကာလဆိုတော့ဒီမှတ်ပုံတင်နေဘာတွေမရှိဘာမှအထောက်အထားမရှိပေါ့နော်အဲအဲ့လိုလူမျိုးကအဲ့လို Tesla ကားမျိုးဝယ်လို့ရလားပေါ့နော်အဲ့လိုဝယ်လို့ရလား showroom ကြီးမှာသွားပြီးဝယ်လို့ရလား Tesla ဆိုတော့ငွေမဲနဲ့ဝယ်လို့ရလားအလူငွေနဲ့ဝယ်လို့ရလား ဝယ်လို့ရခဲ့ရင်တော့မြန်မာပြည်ရဲ့ဘယ်နေရာမှာစီးမလဲသူက EV ကားမျိုးစားဖြစ်တဲ့အတွက်ကြောင့်မနောက်ဆက်တွဲဘာတွေလိုလဲဆိုတာကိုမစဉ်းစားနိုင်ဘူးပေါ့အမစဉ်းစားနိုင်ပဲနဲ့အဲ့တော့ဟိုရည်စရာပြောပြရရင်တော့ကျွန်တော်တို့ကရန်သူကိုလှောင်တာပေါ့ဒါပေမဲ့လောင်သားကိုလူချင်းနေတော့နည်းနည်းတော့ကျွန်တော်တို့လှုပ်ဆောင်ချက်မအောင်မြင်ဘူးဖြစ်တာပေါ့အဲ့အဲ့လောက်ပါပဲကျွန်တော်တို့တွဲရထားတဲ့လူတယောက်ပေါ့နော်ကျွန်တော်ပြောပြမယ်အဲ့လူတယောက်က तू ကအရင်တော့ကကျွန်တော်တို့အဖိုးကျော်တက်တို့ KMU တို့သူကထောက်ပံ့တာစတောင်းပေါ့နော်အဲ့တော့ကျွန်တော်လည်းတွေးဆုံတဲ့အခါမှာပိုးကျော်တက်ကိုသူကဖုံးတလုံးဝယ်ပေးဖို့ဆိုပြီးတော့မှအဲကျွန်တော်ကိုလာပေးတာပေါ့လာပေးတော့ကျွန်တော်ကလည်းယူတာပေါ့အဲ့သူက2023လောက်တွန်းကတော့မလိုပြောရမလားတော်လိုင်းအင်အားစုကိုထောက်ပံ့တာပဲစတောင်းပဲသူလည်းရွှေကရင်ပဲလေအဲ့တော့ရွှေကရင်ကရွှေကရင်ဖြစ်လိုက်ဘရိုမာကရင်ဖြစ်လိုက်ဖြစ်နေတာကျွန်တော်တို့လည်းတစ်ခါလေးဟိုလလမ်းမမီဘာဖြစ်လို့သူတို့အမြဲတမ်းလဲစောင့်မကြည့်နိုင်ဘူးလေစောင့်မကြည့်နိုင်ဘူးဆိုတော့သူတို့ကလဲဟို ကျွန်တော်တို့လည်းတိတ်မရင်းနေတဲ့သူတွေပေါ့ဘာဘာတွေလုံနေလဲဘသူတွေနဲ့ဘာတွေတင်လဲလဲအကောင့်လဲ friend မဖြစ်ဘူးအဲ့တော့မသိဘူးပေါ့မသိတော့ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီမှာအချိန်ကြာသွားတော့နည်းနည်းလေးအဲ့ဒါလေးတွေကြာသွားတော့ဩအပြောင်းလဲမြန်လိုက်လားပေါ့လူတွေကအဲ့ဒါလူတွေကအပြောင်းလဲမြန်လိုက်လားဆိုပြီးကျွန်တော်ကနေပြီးတော့မှဟိုအာရွှဲ့ထားတာပေါ့ဗျာပြောတော့ရွှေကင်လို့တော့ပြောတာပဲဘရိုမာကင်ဖြစ်သွားပြီလားမသိဘူးဟိုကျိုးသားတဲ့ကင်လေးလို့တော့ပြောတာပဲဆိုကျွန်တော်ကအဲ့ဒါနောက်ပြီးတော့မှအဲ့လိုတင်လိုက်တာဘယ်လိုပြောမလဲ အခုတမျိုးတော်ကြတမျိုးလောက်တယ်ဆိုတဲ့သဘောပေါ့နော်အဲလိုမျိုးတင်လိုက်တာကိုအဲလူနဲ့တွဲပြီးတဲ့ပုံရိုက်လို့ဆိုပြီးတော့မှဟုတ်ဒီလိုပါပဲအဲ့လိုဆိုရှယ်မီဒီယာမှာအဲ့လိုဆွဆွဲပြောဆိုကြတာပေါ့အရေးတော့မကြီးပါဘူးဒါကဟိုပြောပြတာပါဟုတ်အဲ့တော့ကျွန်တော်တို့ဒီ NLD ပါတီဥဆောင်တဲ့အမေစုဥဆောင်တဲ့ NLD ပါတီမဲဆွဲတဲ့အချိန်မှာကရင်ပြည်နယ်ကလည်းမဲဆွဲခံတဲ့နယ်မြေတွေကတခုလေကျွန်တော်ပြောတာ ဟုတ်လားမဲဆွဲခံတဲ့နယ်မြေတွေရတခုပူးပေါင်းပါဝင်ခဲ့တဲ့နယ်မြေတွေရတခုကျင်းတေတာတခုကတော့သူတို့အဖွဲ့အစည်းတွေမူဝါဒတွေဘလို့ပဲရှိနေပါစေကရင်ပြည်နယ်လူထုကတော့ဒီစစ်အုပ်ချုပ်မှုအောက်ကလွတ်ချင်တယ်ဆိုတဲ့ဆန္ဒကကျွန်တော်တို့ကမြင်လဲမြင်ရတယ်တွေ့လဲတွေ့ရတယ်ကြားလဲကြားရတယ်သိလဲသိရတယ်အဲ့တော့ကျွန်တော်တို့ကပထမအဦးဆုံးတောခိုတဲ့အချိန်မှာလဲဟိုကျွန်တော်တောကရင်ပြည်နယ်ကိုရောက်လာရတယ်ပေါ့နော်ရောက်လာတယ်ကျွန်တော်တို့ဟိုဝတ်ထဲကိုတခုနဲ့ရောက်လာတယ်အဲ့တော့ဟိုပေးတာကန်းတာတွေတော့ မရှိပေမဲ့ကိုယ့်ဘာကိုယုံခံရတာပေါ့နော်အဲကိုယ့်ဘာကိုယုံခံရပေမဲ့လည်းခုနပြောသလိုပေါ့အဲ့တော့ကျွန်တော်တို့ကဒီအာနာသိမှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာရှင်းရှင်းပြောရရင်အာနာသိမှုဖြစ်စဉ်ဖြစ်သွားတဲ့အပေါ်မှာဒီတိုင်းသားလက်နက်ကိုင်းတွေအနေနဲ့သူကလူမျိုးစုကိုအခြေပြုတယ်ဆိုရင်သူကဘယ်အစိုးရပဲတက်တက်သူကတခုံရမယ့်အုပ်စုထဲမှာပါတယ်ကရင်ကလေအဲ့တော့ကင်ရမြူတို့ဆိုတာကစစ်ကောင်စီကပဲနိုင်ငံရေးဥဆောင်ပါစေဟို NLD ကဒီဒီ ့ NLD ပေါ့အဲ့အချိန်မှာ NLD အစိုးရကနိုင်ငံရေးဦးဆောင်ပါစေသူကတခုံရမဲ့အမျိုးအစားဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့အချိန်မှာ KMU ကတော့လူထုကိုအခြေပြုပြီးတော့မှဒီကျွန်တော်တို့ NLD နဲ့ဒီအခုဖြစ်လာတဲ့ UNG နဲ့အတူယက်တည်ခဲ့ရတယ်ပေါ့နော်ယက်တည်ခဲ့ရယက်တည်ပြီးတော့မှဒီလူတို့အခြေပြုတော်လန်ရေးကိုရွေးချယ်လိုက်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကနေတာဖြစ်တယ်။အဲ့တော့ KMU အနေနဲ့လူတို့အခြေပြုတော်လန်ရေးကိုမလုပ်တော့ဘူးဆိုရင်ကျွန်တော်တို့လည်းချက်ချင်းထွက်သွားမှာပါ။ဟုတ်လား။အဲ့တော့ KMU အနေနဲ့လည်းလူတို့အခြေမြု အခြေပြုတော်လိုင်းလုံနေတာလည်းဖြစ်တယ်အဲ့တော့ဌာနဆိုင်ရာအားနည်းချက်တွေကတော့ပြုပြင်ရမှာဖြစ်တယ်အဲ့တော့ကရင်အဖွဲ့အစည်းတွေရှုံနေခြင်းကလည်းခုနပြောသလိုပေါ့တချို့ကလူမှုအခြေပြုကိုလှုပ်ချင်တယ်တချို့ကတော့ဟိုဘယ်သူနဲ့ပဲဆွေးနွေးနေငါတို့တခုံရပြီးသားဆိုတဲ့စိတ်သက်ရှိတဲ့သူတွေလည်းရှိတာပေါ့အဲအဲ့ဒီမှာကျွန်တော်တို့နဲ့အတူတူရင်ဆိုင်တဲ့သူကိုကျွန်တော်တို့ကဘာလို့စွန့်ခွာပြီးထွက်သွားစရာအကြောင်းရှိရမှာလဲပေါ့အဲ့တော့သူတို့ကလူမှုကိုအခြေမပြုတော့ဘူးဆိုရင်တော့ကျွန်တော်တို့လည်း ဒီနေ့အချိန်မပြုတ်နောက်နေ့ညှိနိုင်ပြီးထွက်သွားမှာပါကျွန်တော်ပြောတာနောက်တစ်ခုကကျတော့ကျွန်တော်တို့ကနေတဲ့အချိန်မှာလည်းဒီတိုင်းပေါက်လို့ပဲသာနေကြတာမဟုတ်ပါဘူးကျွန်တော်တို့ PDF ဖြစ်ခဲ့တဲ့အခါမှာလည်း Joint Operation Command JOC ဆိုတဲ့သဘောတရားနဲ့နှစ်တက်တက်ပေါင်းပြီးတော့မှနေကြတာပေါ့အဲ့တော့ဒီဌာနဆိုင်ရာမပြေလည်မှုတွေကတော့ရှိလားမရှိလားပို့တိုက်မှုရှိလားမရှိလားတော့လူလူချင်းဆိုတော့အနေငယ်တော့ရှိကောင်းရှိနိုင်တာပေါ့ဒါပေမဲ့ကျင်းတည်တာတခုကတော့ KMU လဲလူတို့ကိုအခြေပြုနေတယ်လို့ကျွန်တော်တို့ကလည်းလူတို့အခြေပြုနေတာဖြစ်တယ် ရင်ပြည်နယ်မှာရှိတဲ့လူထုကလည်းစစ်အာဏာရှင်စနစ်အောက်ကလွတ်မြောက်ခြင်းလို့မဲပေးထားတာရှိတယ်။အဲ့တော့ကျွန်တော်တို့ကဟိုဒီနေရာကလက်မတားနိုင်ပါဘူးတိမ်ထူတယ်ဆိုထွက်သွားစရာတော့မလိုဘူးလို့ထင်တယ်။အဲ့ဒါကစစ်သားလည်းမဆန်အောင်ယောက်ျားလည်းမဆန်အောင်တော်လှန်ရေးသမားလည်းမဆန်အောင်လို့ထင်တယ်။အဲ့တော့စစ်ကောင်စီဘက်ကပါတဲ့သူကတော့ကိုယ့်ရန်သူပဲပေါ့။ကိုယ်နဲ့တူတူလူထုခြေပြုလုပ်တဲ့သူကတော့ကိုယ့်ရဲ့မိတ်ဆွေပဲပေါ့။အဲ့တော့မိတ်ဆွေရန်သူကွက်ကွက်ပြားပြားရှိတာပေါ့။ဟုတ်လား။အဲ့တော့မိတ်ဆွေရန်သူကဘယ်လောက်ထိကွဲပြားတယ်ဆိုတိုက်ပွဲထဲမှာသိရမှာပေါ့။ နော်စကားတွေနဲ့ပြောရင်အာရညောင်းတယ်နော်တိုက်ပွဲထဲမှာတည်ရမယ်ကျင်းစီတာတစ်ခုကတော့အဲ့တော့နောက်တော့ဘာလဲဆိုတော့ဒီလက်နက်ကင်အားလုံးကြီးလဲနိုင်ငံရေးကိုအခြေပြုပြီးလက်နက်ကင်ထားတာဖြစ်တဲ့အကြောင်းကိုဘယ်အစိုးရတက်လာတက်လာဆွေးနွေးရမယ့်အထဲမှာပါတယ်ဒါပုပ္ပွင့်လင်းလင်းပြောပြတာအဲ့တော့ကျွန်တော်တို့ကစကားပြောသင့်တဲ့အချိန်ပြောမယ်ပြစ်သင့်တဲ့အချိန်ပြစ်မယ်ဒါကျွန်တော်တို့မှာအလုရှိတယ်နော်အဲ့တော့အဲ့ဒါကိုဟိုအဝေးကကျွန်တော်တို့လုံနေတာကနိုင်ငံအရေးလုံနေတာဟုတ်လား ။အဲ့တော့ကျွန်တော်တို့ပြောရမယ့်အချိန်လေးရှိတယ်ပြစ်ရမယ့်အချိန်လေးရှိတယ်။ချိန်သေးတာတခုကကိုတီဆောက်ချင်တဲ့ goal ကို roadmap အတိုင်းဖျောက်ဖျောက်တန်းတန်းသွားနေဖို့ပဲလိုတယ်လို့ကျွန်တော်ထင်တယ်။ပြီးရင်ကင်းရင်ပြင်းနေဆိုတာလည်းပြည်တော်စုနေမြများတဲ့ကတခုမဟုတ်ဘူး။အဲ့တော့ပြောပြချင်တာကအဲ့ထွက်ဝါပါကရင်တွေကဘာဖြစ်နေကြဖြစ်နေပြောရလူတွေကကျင်းသေးလားကရင်တွေကိုနိုင်ငံတကာနိုင်ငံပေးမယ်လို့သူတို့အဲ့ဒီထွက်သွားလို့ပြောတဲ့သူတွေပြောလိုက်ရင်ကျွန်တော်တို့လည်းကရင်နိုင်ငံမှာမနေချင်းထွက်သွားမယ်လေချက်ချင်းအဲ့တော့သူတို့လည်းသူတို့နိုင်ငံဖြစ်မယ်ဆိုရင် တို့လည်းတမျိုးစဉ်းစားရင်စဉ်းစားမှာပေါ့အဲ့တော့အဲ့တော့နိုင်ငံရေးအင်အားစုတွေကလူထုအခြေပြုပြီးပြည်ထောင်စုနဲ့တွဲကျင်တာရှိတယ်မတွဲကျင်တာရှိတယ်ကျင်းသေးတာတခုကတော့ KM မျိုးအခုချိန်ထိပြည်ထောင်စုကနေခွဲထွက်မယ်ဆိုတဲ့စကားလည်းတခုမှမပြောဘူး UNG နဲ့လက်တွဲမယ်ဆိုတာကိုလည်းမကြခင်မှာကြီးညာထားတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အနေနဲ့ကတော့ဟိုကိုဘယ်လန်းကိုရှောက်နေလဲဆိုတာကိုသိတယ်နောက်တစ်ခုကကျတော့ကိုကိုကဘယ်ဟာရိုမက်ကဘယ်ဟာဆိုတာသိရင်စိတ်သက်သာကြရလည်းမလို့ဘူးဒီလိုစကားတွေလည်းပြောကြရလည်းမလို့ဘူး အဲ့တော့စူးစိမှုကိုဖြိုဖျက်နေတာကလည်းစကားစားအကြိုက်ဖြစ်တယ်။ခုနကျွန်တော်ပထမပြောတဲ့စကားလိုပေါ့6800မရဘဲနဲ့စကားစားမလုံနိုင်တဲ့အလုပ်တွေကိုဝိုင်းမလုပ်ကြပါနဲ့လို့ပဲကျွန်တော်ပြောချင်ပါတယ်။ကျွန်တော်ရည်စရာလေးတစ်ခုတော့ပြောအောင်။အဓိကကျွန်တော်ရဲ့ရုပ်ရည်နဲ့ဆိုင်တာပေါ့။သိတာပါဆိုကျွန်တော်တို့ကရုပ်ချောတော့အဲ့လိုတသနာနာအမြဲတမ်းနေတယ်လို့အဲ့လိုမျိုးအဲ့လိုမျိုးထင်ကြတာပေါ့။နောက်တစ်ခုကတော်လန်ရေးမှလည်းကျွန်တော်လည်းတော်တော်ချမ်းသာနေပါပြီ။ ဟိုအိမ်နေလဲမနှဲတော့ပါဘူးကားတွေလဲမနှဲတော့ပါဘူးနာယီတွေလဲမနှဲတော့ပါဘူးเนาะနောက်တစ်ခါကျတော့အလင်းဝင်တဲ့အဖွဲတွေလဲတော်တော်များနေပါပြီသိလားကျွန်တော်ကခဏနေဒီ KPA ရောက်လိုက် BGA ရောက်လိုက်စစ်ကောင်စီကြီးလက်နက်ချလိုက်အဖမ်းခံရလိုက်အတေဝါပြီးပြောလိုက်ရဲဘော်တွေရောင်းစားတယ်ပြောလိုက်တယ်ဆိုတော့ကျွန်တော်ကတော့ဟိုပြောရအောင်အိမ်ကြီးကကားထထောင်ရှည်လုံးပါတယ်နှစ်ဘွားကလဲစားတယ်မဟုတ်15ဘွားလောက်ရောက်နေပြီပေါ့เนาะအဲ့တော့ ဟိုပြဿနာမရှိပါဘူးဒါကကျွန်တော်ပြောတဲ့ပုံမှာတော့ပြဿနာမရှိပါဘူးအဲ့တော့ကျွန်တော်တို့ကဟိုတော်လည်းလောက်အချင်းရဲ့အကြောင်းခုနပြောသလိုစီးရေးယူမှန်းချက်နိုင်ငံရေးယူမှန်းချက်ဆိုတော့အဲ့တော့ကျွန်တော်တို့ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေပေါ့ဂျက်စစ်ဆိုးကြားဆိုတာထက်ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေတပ်ဖွဲ့ဝင်တွေအဲဂိုးပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီတိုင်းပြည်မှာခိုင်မာတဲ့နိုင်ငံသားကိုလုံခြုံမှုကာကွယ်မှု တိုးတက်စေသော တွေပါတဲ့ constitution တစ်ခုခိုင်ခိုင်မာမာပေါ်ပေါက်လာပြီးတော့အဲ့ဒီ constitution ရဲ့အောက်မှာလွတ်လွတ်လပ်လပ်မြတ်မြတ်တတနေရဖို့ကကျွန်တော်တို့ရဲ့ goal ဖြစ်တယ်ပေါ့အဲ့တော့အဲ့ဒီ goal ကိုရောက်ဖို့အတွက်ကျွန်တော်တို့က road map ပေါ့လမ်းပြမြေပုံမျိုးမျိုးနဲ့သွားရတာပေါ့အဲ့တော့အဲ့ဒီလမ်းပြမြေပုံကိုကျွန်တော်တို့ကဟိုအဒါပဲဆိုတဲ့ပုံစံမျိုးတော့သွားလို့မရဘူးကမ္ဘာနိုင်ငံကြီးကဘယ်လိုရှိတယ်ဟာမြန်မာနိုင်ငံကြီးကဘယ်လိုရှိတယ်တိုင်းရင်းသားတွေကသဘောထားကဘယ်လိုရှိတယ်ဆိုတာကိုအများနဲ့နားဆွနားထောင်ပြီးတော့မှ ဒေါ်လာရေးအစမှာပြောခဲ့တဲ့ B-water ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ကပန်းနိုင်ရအောင်စီးစင်းရမယ်ဒါပေမဲ့တိုက်ခိုက်ဖြုတ်ဖြတ်ပြီးစီးစင်းတဲ့နေရာမှာတိုက်ခိုက်ဖြုတ်ဖြတ်ပြီးစီးစင်းမယ်ကိုယ်ဝိုက်စီးစင်းတဲ့နေရာမှာကိုယ်ဝိုက်ပြီးတော့မှစီးစင်းသွားမှာဖြစ်တဲ့အကြောင်းမျိုးကိုယ်လုံးကျွန်တော်တို့ကိုသိပါတယ်ပေါ့ဟုတ်အဲ့ဒါကြောင့်မို့ဘာတွေပဲပြောပြောစိတ်သက်မကြပါဘူးပေါ့ပတ်တန်းရှိရတဲ့အခွဲရမ်းတာတကယ်ရခဲ့မယ်ဆိုရင်အခုတမနှစ်တည်းတို့လေးလေးတို့ကတော့ကုံသွားတာကြာပြီပေါ့ အဲ့တော့ကျွန်တော်တော့နောက်ဆုံးအနေနဲ့လူလူကို message ပေးချင်တာပေါ့နော်အဲ့တော့ကျွန်တော်တို့လူငယ်တွေကဒီ2026လာမယ့်2026မှာဒီဒေါန်ဆန်းစုကြည်ရဲ့မူဝါဒ6ချက်ကိုအခြေခံသောတိုင်းနယ်ပြည်နယ်တန်းတူရှိရေးဆိုတဲ့အပေါ်မှာတော့ချက်တာတွေရေးဆွဲနေကြပြီဖြစ်တယ်ပေါ့နော်အဲ့ဒါကိုဘယ်မှာကြည့်နိုင်မလဲဆိုရင်ရန်ကုန်လွှတ်တော်မှာအဲစက်မနေ့ကရန်ကုန်လွှတ်တော်မှာရန်ကုန်လွှတ်တော်ဆိုတဲ့ပေမှာ ဒီရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့သွားနေသွားခြင်းတော့သွားဖို့ဆန္ဒရှိသော ချက်တာကိုတင်ထားပါတယ်အဲ့ဒါကိုပြည်သူလူထုအနေနဲ့ဝင်ရောက်ဖတ်ပြီးတော့မှအဲအဲ့ဒီအဲ့ဒီရန်ကုန်တိုင်းယူနစ်အစိုးရကနေရေးထားတဲ့အစိုးရမရှိသေးဘူးပေါ့ဒါ body တော့မရှိသေးဘူး dread တော့ရှိပြီပေါ့နော်အဲ့တော့အဲ့ဒီမှာရေးထားတဲ့ အချက်လက်တွေကိုလူလူတွေအနေနဲ့သွားပြီးတော့မှဖတ်စီခြင်းတယ်။ဘာလဲဆိုတော့ဒါကကျွန်တော်တို့ရဲ့နိုင်ငံရေးညီမှန်းချက်ဖြစ်တဲ့အတွက်ကြောင့်မို့သွားပြီးတော့မှဖတ်စီခြင်းတယ်။သွားပြီးတော့မှလေ့လာစီခြင်းတယ်။သူက body မဟုတ်သေးဘူး drug ပဲရှိသေးတဲ့အတွက်ကြောင့်မို့တက်သည့်နားလေတဲ့ပညာရှင်တွေနဲ့သွားပူပေါင်းပြီးတော့မှရေးဆွဲပြုပြင်ပြောင်းလဲအကြံပြုစီခြင်းတယ်ပေါ့နော်။အဲ့တော့ရန်ကုန်လွတ်တော်ဆိုတဲ့အဲကျွန်တော်တို့ရန်ကုန်တိုင်းလွတ်တော်ပြည်မှာအဲ့ဒီရဲ့ချက်တာတွေကိုတင်ထားတယ်။ ဒါ ਉਹ ဒါဒီကျွန်တော်တို့ရဲ့ road map ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ land နိုင်ငံရေး land ပြမြေပုံဖြစ်လာနိုင်တယ်ပေါ့အဲ့တော့ land ပြောက်เสียမလို့ကျွန်တော်တို့ account ထဲပုံမဲ့အရာတွေအဲ့ဒီမှာဟိုကျွန်တော်ကျွန်တော်ပါလို့ပြောတာမဟုတ်ဘူးเนาะအဲ့ဒီမှာအဲ့ကျွန်တော်တို့ online အင်အားစုတွေသွားကျင်တဲ့ land ပြမြေပုံကိုအဲ့မှာရေးထားတာရှိတယ်အဲ့မှာသွားပြီးတော့မှဖတ်ကြည့်စီကျင်တယ်ပေါ့